နေဝင်းရဲ့တရုတ်စာပုံတွေကြောင့်ထိုင်းနိုင်ငံမှာရုံတင်ပြသပေမယ့်မအောင်မြင်ခဲ့တဲ့ပြောတဲ့ရုပ်ရှင်ဆက်ကအလုံးမဲမင်္ဂလာပါစရီတိုင်းညူပေးကနေပြန်လည်ကကြိုဆိုလိုက်ပါရီမြန်မာနိုင်ငံမှာရှုံတင်ပြသစဉ်တုန်းကကြီးစုသူ900ယောက်မပြည့်လို့ခုတ်ခွဲလန်အောင်ရှုံခဲ့ရတဲ့ပြောတဲ့ကဘန်ကောက်မှာလေးထက်မဲရှက်ကွဲပြန်မာပြီပူလောင်နေစိန်ကနေခွဲထက်ပြီးတောင်းရှင်ပြူရဲဇလန်းကြောင်းရိုက်ကူထားတဲ့ပြောတဲ့ရုပ်ရှင်ဆက်ကကိုဘန်ကောက်မှာရှုံတင်ပို့တွေစူးစမ်းခဲ့တာပါရီထိုင်းမှာနေထိုင်တဲ့မြန်မာတွေလည်းပြောတဲ့ဇကားကိုကြည့်ကျင်လို့တကူးတကဘန်ကောက်ထိရုံတင်ပြသခဲ့ကြပါရီ စကားပြသခင်မှာလေဒီစကားထဲမှာတရုတ်ဆောင်တဲ့သူတွေကစကားအကြောင်းကိုညွှန်ညာပေးခဲ့ကြပြီးလာကြည့်ကြဖို့ဖိတ်ခေါ်ခဲ့ကြပါရယ်။ထိုင်းမှာနာမည်ကြီးနေတဲ့မြန်မာ influencer တွေကိုလည်းဝိုင်းဝန်းညွှန်ညာပေးခဲ့ကြလို့ဒီစကားကရုံဝင်များမယ်လို့ထင်ခဲ့ကြတာပါ။အားလုံးဝိုင်းဝန်းညွှန်ညာပေးခဲ့ကြပြီးညွှန်ညာတက်လေငွေကိုသုံးထားပါရယ်။ဒါပေမဲ့ mention နဲ့နှမ်းထွက်ကမကြိုက်တာကြောင့်ဒီစကားကိုလာကြည့်မဲ့သူတွေမရှိဘဲထပ်မံရှုံးပေါ်ခဲ့ရပါရယ်။မြန်မာနိုင်ငံမှာရုံနေပြသတော့ကလာမကြည့်ကြပါမယ်။ထိုင်းမှာတော့အားပေးကြမှာပါဆိုပြီးတော့ထင်ခဲ့ကြတာပါ။ အခုတော့နှစ်ထပ်ကွန်းရှုံးပေါ်နေရပြီလူအများစုကတော့နေဝင်းရဲ့တပုံစံနဲ့တူညီတဲ့တရုတ်ဆောင်ပုံကိုသဘောမကျဘူးလို့ပြောကြပါရည်နေဝင်းကမြန်မာနိုင်ငံမှာရုံတင်စကားအများဆုံးဖြစ်နေပြီးနောက်စင်လာတိုင်းမှာသူ့စကားတွေကိုပြသနေပါရည်ဒါပေမဲ့လက်တွေ့မှာတော့ပြောတဲ့ရုပ်ရှင်စကားကိုလာကြည့်ရတဲ့သူမရှိလို့နေဝင်းလည်းစိတ်မကောင်းဖြစ်နေရှာမှာပါပြောတဲ့ရုပ်ရှင်ဇာတ်ကားကအညွန်လေးကောင်းတယ်လို့ဇဝင်တေးဖြစ်တဲ့ပြောတဲ့သချင်းအားလည်းကောင်းမိမဲ့ကြီးတဲ့သူမရှိတာကတော့ထူးဆန်းနေပါရဲ့ စကားထဲမှာတရုတ်ဆောင်ထားကြတဲ့ဇက်ဖို့တရုတ်ဆောင်တွေကလည်းတရုတ်ဆောင်ကောင်းနေဆိုတဲ့ချစ်ကျူးမှုကိုရခဲ့ပါသေးတယ်။လူကြိုက်များရင်ခင်ဝင်းဝါလည်းပါဝင်ပင်မဲ့နေဝင်းကြောင့်ပဲဒီစကားကရှုံးပေါ်သွားကြရပါရဲ့။နေဝင်းကသူတရုတ်ဆောင်တဲ့စကားတိုင်းမှာသဘင်ရှိနေပြီးလေယူလေသိန်းကလည်းတပုံစံနဲ့ဖြစ်နေပါရဲ့။ရောတန်ကနေဝင်းရဲ့စုထားမြောက်ရုပ်ရှင်စကားဖြစ်ပင်မဲ့လည်းသဘင်ရှိနေပဲတရုတ်ဆောင်ထားကြတာပါ။အဲဒါကြောင့်နေဝင်းကနေဝင်းပဲဖြစ်နေပြီးဇယုတ်တစ်ခုပြေးပြောင်းလဲအားပေးလို့မရဖြစ်နေခဲ့ပါရဲ့။ မြန်မာနိုင်ငံမှာပြောတဲ့ကိုယုံတင်ပြတာတော့ကကြီးစုသူတွေမရှိခဲ့တာကတော့ပြည်သက်တွေလည်းစာဝတ်နေရတဲ့ရုံးကန်လှူရှားနေရပြီးဖြောပြေးဖြစ်တဲ့ရုပ်ရှင်ဘက်ကမလဲနိုင်တာကြောင့်ဖြစ်ပါရည်ပြောတဲ့ရုပ်ရှင်စကားကကျညာအားလဲကောင်းပေမဲ့လည်းမြန်မာနိုင်ငံမှာရောထိုင်းမှာပါမအောင်မြင်ခဲ့ပါဘူးစကားကတရုတ်စာပေါ်နေဇဝင်တေးတွေကိုအားရကြပေမဲ့လာကြည့်မဲ့သူမရှိတာကတော့စိတ်မကောင်းစရာပါနေဝင်အားတရုတ်စာကောင်းအောင်စူးစမ်းနေရလို့ပြောပြီးအခုလေစပင်းကိုတော်ညက်လိုက်ပါပြီ နေဝင်းပါဝင်တဲ့ဇာကားတွေကတရုတ်ဆောင်ပုံကြဝေဖန်ခင်ရပြီးနောက်မှာအာပိသူတွေနဲ့လာလို့အနေငယ်တောင်စဉ်းစားစရာဖြစ်လာခဲ့ပါရီအနုပညာရှင်ကိုတိန့်ထောင်ကြီးရန်ထားရတဲ့ထုတ်လုပ်သူကထိုင်းကပြည်သက်တွေကိုမျှော်လင့်ထားပေမဲ့လည်းထိုင်းမှလည်းထပ်မံရှက်ကွဲကြရပါရီတကယ်တော့နေဝင်းကတရုတ်ဆောင်ကောင်းသူဖြစ်တာကိုလူအများကသတိထားမိခဲ့ကြတာပါနေဝင်းရဲ့တရုတ်ဆောင်ပုံတွေကမကြသေးခင်အပြသားခဲ့တဲ့ခေတ်သမိုင်းကိုဒုံဆိုင်မိသူများဇလန်းတူလေးမှာထိမိနေလို့ရုပ်ရှင်စကားကြီးသာဆိုရင်အကယ်ဒမီရောက်တဲ့ဆိုတဲ့အထိချစ်ချွတ်မှုတွေပါရရှိနေကြတာဖြစ်ပါရီ ရောတန်ရုပ်ရှင်ဇာတ်ကားမှာဘယ်ကောက်မှာပြသပေးမယ်လူဝင်နေရတဲ့အကြောင်းရင်းကနေဝင်းကြောင်ပဲဖြစ်နေမှာဆိုတာကွန်မန့်မှာမြင်လေးတွေကိုမျှဝေပေးခဲ့ပါအောင်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လေးအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့တွေမှာလေးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်ရှင်ဒီဒီအောင်လောင်းတွေပဲနှုတ်ဆက်ခဲ့ကြပါတယ်